မင်္ဂလာပါရှင်။ကုစီဒင်းတစီမျိုးတော် channel ကနေကြိုဆိုလိုက်ပါရစေ။ဒီ channel ကနေပရိသတ်များအတွက်ဇာတ်လမ်းကောင်းများစွာကိုတင်ဆက်ပေးနေပါရစေ။ဒီနေ့မှာတော့စာရေးဆရာမင်းတိုင်မင်းမြရောင်မြည့်ရဲ့ရေသူမကျိန်စာဆိုတဲ့ဇာတ်လမ်းကိုတင်ဆက်ပေးသွားမှာပါ။ဇာတ်လမ်းလေးမစတင်ခင်မှာတော့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။နာခင်မုံနိုင်၂၀၁၈ခုနှစ်မေလတိုက်ခတ်ခဲ့တဲ့မရဏသင်္ချိုင်းနာခင်မုံနိုင်ဖြစ်တယ်။ မမိကြမီထင်ပါတယ်ဒီမုံတိုင်းတိုက်ခတ်တဲ့အတန်းကြောင့်လူပေါင်းတသိန်း5000ခန့်အသက်ခံတာတွေမရှိမလားသိဆုံးခဲ့ရတယ်အေယာဝီတိုင်းဒေသကြီးဟိုင်းကြီးကျွန်းနဲ့မြို့ဝကျွန်းမှာအောက်ပိုင်းတစ်ခုလုံးမှာညံ့ညက်ကြီးသွားတယ်မိဘကင်းမဲ့ဆွေမျိုးနှစ်ထိတာရကွယ်မိရကွယ်ဦးကြီးဦးမမတတ်မစွမ်းဒုက္ခိတတွေစင်ရဲချမ်းသာဘသူမှမရွေးညံ့တာမရွေးတိမ်ကြုံရိုက်ခတ်သွားတယ်တချို့ရွာလုံးပြောက်ရွာပြက်အိမ်ပြက်အရက်ပြက်အလောင်းကျင်းထက် ရေပြင်မှာအလုံးတရာခင်းခဲ့ရတဲ့အထိစိုးဝခဲ့တယ်။ဘက်စကန်ပေါ်မှာကျွန်တို့ထိုင်ကုန်ရှေ့ရဖုံးကြီးတစ်ပါးအမိတ်ရှိနိုင်တာထူးခြားနေတယ်။ခုနာကိမုံတန်းကရိုးရိုးတိုက်တာမဟုတ်ဘူး။ရေသူမကျင်းစာတင့်လာ။ကျုပ်ကငပူတော်မျိုးကကြံခဲ့တဲ့တပတ်လောက်ရွှေဒဂုံဖျားဖူးမျော်ကြည်ညိုရင်းမပြောင်းကျင်သိနေဘော။မဟုတ်ရင်ကျုံလေးပါမယ်။ပြောင်းတော်မူမှာသိကြတယ်။ဒီနောက်ထိုင်ကုန်နောက်ကမြို့သမီးတူကပြောလာပြန်တယ်။ကျမလက်ဖို့တာဒီမှာငချောက်လာရောက်တာမပြောင်းပြင်းလို့ ပြန်တာပြန်ရင်သိမှာပေါ့ခုတော့ကျမတို့မိဘတွေရောဆွေမျိုးတွေပါ ရွာလုံးကျိုးရှာမတွေ့တော့မြို့ရင်းရောက်ပြန်တော့သတင်းစာမဂ္ဂဇင်းချန်နယ်တွေမှာလဲနာဂင်မုံတိုင်းသတင်းလက်ပွေရောင်းသူရထားပေါ်တင်းမောပေါ်မှာလဲအမျိုးမျိုးရေးချရောင်းကြတယ်အဲ့လိုနာဂင်ရဲ့စိုးကျိုးထဲမှာအခုကျွန်ုပ်ပြောတဲ့ရေသူမကျင်းစာတော့ဘယ်စာဆောင်မှမဖတ်ရအောင်ဆရာတော်မိန့်ကြားလိုက်တဲ့စကားမဟုတ်ဖဲနေတော့မိမ့်ပါမလားလို့တွေးနေမိတာအမှန်ပဲနောက်ကြာနေတခုထဲမှာ နာဂိမုံတိုင်းလှိုင်းလုံးတွေကြားတယ်၊လူသေးအလောင်းတွေကြားတယ်၊ပြင်ကျက်ပေါ်ပလက်မျိုးပါလာတဲ့ငါးနှစ်သားကယောက်ျားလေးတယောက်အသက်မသေးပဲကဲစဲကြီးဖွဲ့ရရှားခဲ့တယ်။မောင်ကန်ကောင်းလေးဖြစ်တယ်။ထူးခြားတာလှိုင်းလုံးတွေကပေနစ်စရနေ40ကျော်50အထိရိုက်ခတ်ခဲ့တဲ့တန်းကနေလှိုင်းပုံမှာဦးမင်မော်တင်နေတဲ့ကိုဝင်ဆောင်အမျိုးသမီးပေါ်မာရင်ဖွာလို့ကလေးရော လူကြီးပါအသက်မသေးပဲကဲစဲကြီးကကဲရတယ်။လူလောကကြီးမှာဒီနေ့ကြီးအသက်ရှင်နေစေရှိနေပါတယ်။ သူလင်းတေမင်းလက်မခံပေးတေရွာပြန်သားမိပေါ့နာခင်မုံတိုင်းတိုက်တဲ့2008ခုနှစ်မေလ10ရက်နေ့မတိုင်ခင်ကျွန်ုပ်နဲ့တီကျွမ်းရင်းနေတဲ့အရှင်အရိယာဓမ္မမိုးကုတ်ဆရာတော်ကမိုးကုတ်ကနေပသိမ်မြို့ကသူ့ရဲ့ရဟန်းတရားကမအိမ်ကြွခဲ့တယ်။သူအေဒီလာကိုပြန်မေးတဲ့နောက်တော့ဟိုင်းကျွန်းမြို့ဘဝကသူ့ဆရာတော်ကြီးစီကြွကြံတာနဲ့အေဒီလာ30ရက်နေ့မနေ့10နာရီမှာစက်လီစိတ်ဆင်းခဲ့တယ်။ပဆိုင်ပြန်ခဲ့လို့တစ်ခေါက်ပြန်ယူတယ် စုံစားတော့စစ်လီယာထွက်တော့မင်းဒါပေမဲ့ဖုန်းကြီးစုံစားပြီးတဲ့အထိစောင့်နေပြီးတော့စစ်လီထွက်တယ်ညပိုင်းရောက်တယ်ဆရာတော်ကမနဲ့ကြောက်ချောင်းကြီးရဟန်းငယ်ရှင်ပြုကြွတော့ဆရာတော်ပါပြင့်သွားတယ်အဲ့ဒီနေ့ညနေ9:00နာရီလေးတိုက်တယ်ည9:00နာရီလောက်မှမုံတိုင်းတိုက်တယ်လိုင်းလုံးတွေရိုက်ခတ်တယ်အားလုံးလွင့်စင်မျောကုန်တယ်ဆရာတော်တို့ပါသွားကြတယ်သူကတတိမရတော့လွင့်စင်ပြီးကြောင်းပြက်ကြီးအပေါ်မှာညက်နေတယ်အဲ့ဒီချိန်ဆရာတော်တတိရတော့သူ့ပစက်ထဲကသွားပြီးကြိုးကုန်ပြီ ရှေးရလဲငန်းငိုးရလဲရွာချမ်းတုံနေတယ်တက္ကမကြီးတော်ပြုံးနေသူ့သမီးလေးနှစ်ယောက်လာအပ်တယ်သူကကရင်အောက်ဝင်းပုန်းခိုင်းနေမိုးလင်းတော့သူ့ယောက်ျားကလေးကိုလာခေါ်တယ်ညာဦးပိုင်းနေရမပြုံးကသူ့သမီးရဲ့လာခေါ်သွားရင်လို့ပြောတော့အဲ့ဒီလူတွေကအလုံးအသက်သေးကုန်ပြီဖြစ်တဲ့နန္ဒဘဝကပြရလောကသားတွေဖြစ်တယ်လို့သိနေရတယ်။ဆရာတော်အရိယာဓမ္မကယ်ဆယ်ရေးဖွင့်လာတော့ကျောင်းပေါ်ကဆင်းခဲ့ရတယ်။အသက်ရှင်လျက်ဒီနေ့ထိရှိနေပါတယ်။တခါကြီးရေ လိုင်းလုံးကပီလေးစင်လောက်မြင့်တယ်။သင်းလုံးတွေရေလုံးတွေပေါ်မှာမီးလုံးကြီးပါပလာတာ။သစ်ပင်တွေဆိုရင်မီးလောင်ထားတဲ့အတိုင်းပဲ။ကျုံလေးရေသူမကျင်းစာတင့်နေဆိုတာလက်ခံနေပြ။ဘာကြောင့်လဲပြ။ကျုပ်တို့ပြင်စလူဘက်မှာအောက်ပြုံအထက်ပြုံဆိုတဲ့ရွာတွေရှိခဲ့တယ်။ဘုံတော်ပြေးကြောက်ခဲ့လိုက်။ဒီလူကုန်းနောက်မော်တင်စီရီတော်ကြီးနာ ခမောက်မောအစင်းချိုင်မကြီးချိုင်နဲ့ဟိုင်းကြီးဆိုတော့ဘင်္ဂလားပင်လယ်အော်ကြီးလေ။လေကျုံတို့ကုကုကျုံနဲ့ ျုံတွေလည်းရှိတယ်။အစင်းချိုင်နာငွေတောင်ဖျားရွှေတောင်ဖျားအဲ့ဒီမှာနဂါးရေငူရှိတယ်မို့လား။ကြောက်တောင်ကြီးကရေထဲဆင်းသွားတယ်။အောက်မှာဂလိုင်းနဂါးတွေနေတဲ့နေရာတဲ့မော်ဒင်ဆုံးစံတော်မြင့်စည်းတွေကိုမြတ်စွာဘုရားစံတော်ထာပနာတည်ထားစဉ်ဟာဇေယတိနာနဂါးမင်းနဲ့လောင်းစီသူမင်းတို့မို့လား။မှန်ပါဗျာ။အေးအဲ့ဒါရှားစဝင်အနေနဲ့ပြောပြတာ။ခုနအောက်ပြုံတို့အထက်ပြုံဆိုတဲ့ကျွာအင်ကြီး၈၀လောက်တော့ရှိမယ်။တရွာလုံးရေလုံငန်းနဲ့တက်မွေးတာ ဒီနေ့နေ့တဲ့ကြီးကသူ့ရဲ့ပိုက်သားတွေမိနာတဲ့လူတစ်ပိုင်းငါးတစ်ပိုင်းတရဝရကောင်ရလာတယ်တဲ့ရေကန်နဲ့ထည့်ထားတယ်ဒီကောင်တွေကရေသူမှမန်းတိတယ်အဲ့ဒီတရဝကိုဝင်ကြီးနေတဲ့အဲ့ဒါတိတဲ့အတိုင်းအရက်မှုတော့လောဘကြီးရလေငါဆိုခုတ်ထိတ်အသားရောက်မယ်လုတ်ကြလေတော့ဒီတော့ရေသူမှရွာဦးเจ้าမှចောင်းနိုင်စရာတော့အိမ်မက်ပေးတယ်တဲ့တပည့်တော်မှသက်ကိုကဲပါဗျာတာမန်တမီမန်မတိသေးတဲ့ရှင်သွေးလေးရှိပါတယ်ဗျာကဲပါအောင်ဗျာဘုန်းကြီးကမိုးလင်းတော့ လိုက်တဲ့ကြီးကိုခေါ်မိတယ်။မင်းတို့မတက်ပါနဲ့။လှုပ်ပေးလိုက်ပါ။ဘုံကြီးမြစ်တန်ရက်ခန့်အလှူခန့်ပါလေ။မှန်မှဖေ။နောက်နေ့အရက်မူးတော့မလှုပ်ဘူးတက်မယ်လောက်ကြပြန်နေ။နောက်တညာထက်ပြီးအိမ်မက်ပေးတယ်။ဂျီယိုနဲ့သုံးညမြောက်တော့တပည့်တော်မောင်တက်ကြတော့မယ်။ရှင်သွေးပါတင်ရပါတော့မယ်။တပည့်တော်မမကြည်နဲ့ပါဘူးဖေ။လူသားတွေရက်ဆက်ကြတယ်လို့တပည့်တော်မကလေးစားချီရမှကြည်နဲ့ပါမယ်ဖေ။တပည့်တော်မတို့အရှင်သခင်ဇေယတေနာငကားမင်းကိုတိုင်ကြပြီ ကျင်းစာတိုက်ပါတော့မေဖေဟာအရှင်ဖေဟာတပတ်အတွင်းရှောင်းနေပါဖေဟာဒကာကြီးအဲ့လိုဆိုတော့ဆရာတော်ပြောမရတဲ့ဆုံး "तू ဟာဟင်းသရာကိုပြန်သွားတယ်။နောက်တော့ TV တွေကနေမိုးလေဝသသတင်းတွေကြီးညာတယ်မို့လား။အဲ့ဒါရိုးရိုးမုန်တိုင်းတက်တယ်လို့လေနဲ့ရှည်နဲ့မဟုတ်မိလုံးကြီးပါပါလာတယ်။အဲ့ဒီရွာလေးလဲတဲတီဖုံးရွာလုံးပြောက်ခဲ့ကြတာ။အခုတော့လက်ဒါပြင်းကြီးဖြစ်သွားတယ်။အဲ့ဒါရေသူမကျင်းစာတင့်တယ်လို့ဦးစင်တော်ယုံကြည်ထားတယ်ဗျ။ဆရာတော်ပြောတာကိုစဉ်းစားကြည့်တော့ အန်ဂျီကျွန်းအနီးဖြစ်ဝင်တဲ့နာဂိတ်မုံနရဧရာဝီမြို့ဝကျုံးပေါ်ရေလုံငန်းသမားတွေသာအထိနာခဲ့တာတွေ့ရတယ်။တရွာလုံးပြောက်တဲဖုံတို့လဒါနုံဖြစ်သွားတဲ့နေရာတွေလည်းရှိခဲ့တယ်။ကျွန်ုပ်မိတ်ဆွေတရက်ပင်လာရွာကိုဝင်းစုပြောတာသူယဟန်ဝစ်စင်ကအောက်ပြုံဖုံးကျောင်းမှာနေခဲ့တာလူထွက်အဲ့ဒီကမြို့သမီးနဲ့အိမ်အောင်ပြုတ်ခဲ့တာသူတို့တရွာလုံးမြေအောင်ရောက်သွားတယ်။ခြေသူမကျိန်းစာတိုက်လို့ခုလိုဖြစ်တာတဲ့။ကျွန်ုပ်ဧရာဝီတိုင်းဒေသကြီးကျောင်းကုန်းစာတိဆိုတော့ ရွာပြန်ခဲ့တယ်။ပင်လယ်ပိုင်းကဧည့်သည်တယောက်ရောက်နေ။သူကမြောင်းမြတ်မြို့နေရစပားရိပ်ခုနူလာခေါ်တာတဲ့။နမရဘိုးမောင်။အိမ်မဲမျိုးကကျွန်ုပ်ဦးလေးဥမောင်တောင်းနဲ့လာခဲ့တာ။ဦးလေးကမိတ်ဆက်ပေးတယ်။ဦးဘိုးမောင်ဒါကျွန်ုပ်ကိုရဲ့သား။သူကစာရေးဆရာပါ။ဟုတ်ကဲ့ဦးဘိုးမောင်ဝမ်းသာပါရခင်ဗျ။ဦးဘိုးမောင်ကဟိုတုန်းကဥက္ကဋ္ဌအကျင့်များစွာလုပ်ခဲ့တယ်။ပင်လယ်မှာရေလုံငန်းတွေဆက်လီလေးငါးစီးတောင်ပိုက်ဆွဲခဲ့တယ်။ခုတော့လယ်ရီစပါးဆိုင်နေတယ် လေးကံများစွာနဲ့သူဟာကောက်ရိတ်တာလာခေါ်တာတူနေရဲ့ဥပုမောင်နာခိတိုက်တော်မပါခဲ့ဘူးထင်တယ်ဥလိုမြောင်းမြမှာတော့တိတ်မထိခိုက်ခဲ့ဘူးကျွန်တော်လဲရွာမိသားစုစိုးရင်တို့ပြန်လာတာမောင်ရင်နာခိမုံတိုင်းတိုက်တာရူးရူးမုံတိုင်းမဟုတ်ဘူးဗျဥပုမောင်လေမုံတိုင်းကဘာလို့ရူးရူးမဟုတ်တာလဲမောင်ရင်ကစာရေးဆရာဆိုတော့ဘူးတူတာလေးရဝိထုတပုတ်ရတာပေါ့အဲ့ဒါရေသူမချိန်စာတင့်တာရေသူမချိန်စာတင့်တာမုံတိုင်းကနာခဲ့ဖြစ်တယ်ဟုတ်တယ် သူကဘုရားဟောဒေသနာနဲ့ပြောမယ်။ကောင်းပါပြီ။ပူတိကြခိုင်းလုံတာပေါ့။ဒီနုလေတိုက်တယ်ဆိုတာကောင်းငင်အာဃာတမှာအပူနဲ့အေးလွန်ခဲ့ပြီးအားပြိုင်ကြလို့နောက်ပြီးတော့လေဘူးတွေရဲ့နေရာမှာလေအေးတွေအစားထိုးလို့ဖြစ်တယ်။ဒါဆိုရှင်းသွားပြီနော်။ခုလေတိုက်တာကောင်းငင်ရလာတဲ့လီလီချမ်းတို့လိုမဟုတ်ဘူး။ပင်လေကြီးရောက်ကျမ်းပြန်နေတက်လာတဲ့ရေပွက်ကြီးကကြောက်တုံးတွေတဲတွေအလိမ့်လိုက်တက်လာတယ်။အဲ့ဒီပုံမှာမိတော့ကြီးကရဲရဲတောင်းလို့သူကအသက်90ကျော်ပြီ။ ဒီလိုလေးတိုက်တာမကြုံခဲ့ဘူးဆူနာမီတိုက်တုန်းကပင်လယ်လိုင်းကြီးချင်းရိုက်ကြတာတမျိုးခုဟာပင်လယ်အောက်ကရေပွက်ကြီးထလာတာသူကပင်လယ်ထဲငါရှာခဲ့တယ်အခေါက်မြောင်များစွာနဲ့ကြားပိုင်လေးထောင်ဘူးတယ်ငါးထောင်နဲ့ပိုင်ပြီးနဲ့စက်တန်ငါးဖန်းလီငါးစီးရထင်လောက်ခဲ့တာအခုအသက်ရတော့မှနားလိုက်တာဆရာမေးရအောင်မေးငကားကလေးဂုံမန်ရက်ခခန်နဲ့ပစွာရှိရလို့ယုံကြည်လားမြတ်စွာဘုရားဟောကြားခဲ့တာဆိုတော့ယုံကြည်ပါတယ်ငကားတိုင်းပြီဆိုတာက ပင်လေသမုတ်တံရေအောက်မှာရှိတယ်ဆိုတာရှုံးမှာပေါ့အဲ့ဒီမှာနဂါးတို့တန်းပြီးကိုအုပ်ချုပ်တဲ့နဂါးရှင်ဘရင်ကြီးရှိတယ်နာဂရာစာပေါ့ကျုပ်တို့တန်းပြီးကိုဟိုရှိတော့ကဘရင်တွေအုပ်ချုပ်ခဲ့တယ်လို့သူတို့မှလည်းနဂါးစစ်တီတော်တွေရှိတယ်နန်းဆောင်တွေရှိတယ်သူရဲ့ဆန်နန်းဆောင်အတွင်းမှာပလဲရေတနာတွေစီထားလို့မိမထုံမဲလင်းနေတယ်တဲ့အဲ့ဒီမှာရေနန်းသူစာနဂါးအလှမေတွေနဲ့စန်းစားနေတယ်ကျုပ်တို့မြမရာဇဝင်ကိုပြန်ကြည့်ပါ လောင်းစီသူမင်းရ ဖောင်ဆက်ကြနဲ့တိုင်ငန်းလှည့်လေတဲ့လက်ညှိုးညုံတဲ့နေရာရှိဖြစ်တယ်။ဘုံငယ်ကြီးမားတဲ့သာသနာပြုမင်းကြီးအခုမော်တင်ဆုံအငူနာရောက်တော့ဖောင်တော်ကဝဲနေနေရှေ့ဆက်မသွားတော့ရက်တက်နေတယ်။ဒီတော့တကြမင်းပေးရဲ့ကျိန်ဆက်ကြနဲ့ရှိုင်းလိုက်တယ်။အဲ့ဒီမှာနေပင်ဆောင်နဲ့မနေနိုင်တော့ဘူးပေါ်လာတယ်။သူကနတ်ရှင်ညူတဲ့မော်တင်ဆုံမှဆောင်းနေတောင်ဆောင်နဲ့ကြီးဖောင်ရှိဒုဒုခစားတယ်။တင်းရငါဖောင်ဘာကြောင့်ရက်တာလဲ။တရုတ်တင်းစီမှန်လားပါ ဘုံတော်ကြောင့်ကျုပ်ကဒီတောင်ဆောင်တဲ့နတ်ရှင်မျိုးဖြစ်ပါတယ်ဒီတောင်တဏ္ဏတောင်နိဗ္ဗာန်တောင်လို့ခေါ်ပါတယ်အကြောင်းကဒီတောင်တော်မြတ်မှာမြတ်စွာဘုရားရှင်ရဲ့ဆန်တော်မြတ်ကိုဇီရီတီထားကိုးကွယ်ထားတဲ့ဇီရီတော်တစုရှိပါတယ်အမတန်ဘုံတော်ကိုပြည့်စုံတဲ့ဇေယတိနာငကားမယအကြောင်းတစုံတရာရှိလို့တားမြစ်ဟန်ရှိပါတယ်ဗျာအဲ့လိုလျှောက်တင်နေဒီတော့မင်းကြီးကထပ်မံအမိန့်ရှိတယ်ကောင်းပြီဒါဆိုဇေယတိနာငကားမင်းကိုဘလို့တွေ့နိုင်မလဲမှန်ပါ ။ဩငပြောပန်းစီမီနဲ့ပူဇော်ပတရင်တွေ့နိုင်ပါလေ။ဂျီနိုပွေးမြောက်တော့ဇေယတေနာငကားမီပေါ်လာတယ်တဲ့။ဒီတော့မင်းကြီးကထပ်မံမေးတယ်။တင်းကငါ့ရဲ့ဖောင်းတော့ဘာကြောင့်ရက်တက်တာလဲ။မှန်လားပါ။အီတန်ဝိုမှာမြတ်စွာဘုရားရှင်ရဲ့စံတော်မြတ်ကိုရှင်မင်းရဲ့ဖုံးတစ်ခုနဲ့စစ်တီရှိတန်တနာပြုမင်းမြက်ဖြစ်တဲ့အတွက်အနည်းရောက်ပြီးမှမဖူးမြော်ခဲ့ရရင်ကျွန်ုပ်စိတ်ဆင်းရဲမှုနဲ့ကြုံရမှာစိုးတဲ့အတွက်ကြောင့်ဖောင်းတော်ရက်တန်းခဲ့ရခြင်းဖြစ်ပါတယ်။တာရုတာရု တာရုအိမ်ကိုတာရုသုံးကြိမ်ခေါ်ဆိုပြီးညသားစီတော်ဖြစ်ဖန်တီးပြီးကျောင်းကြီးရောခြောက်ဆိုင်နဲ့ကိုမျိုးဖူးမြော်ခဲ့ရတယ်လို့ရှားစဝဲမှာရှိတယ်။အခုတော့မော်တင်စွန်းစီတော်မြတ်ကြီးကိုဒီနေ့တိုင်ဖူးမြော်နေရတယ်။အဲဒီမှာနဂါရေငူဆိုတာလည်းရှိတယ်။ဇေယသေနာနဂါမင်းရှိရဲဆိုတာထင်ရှားတယ်။သူ့ရဲ့အချွေရံတွေကအေယာမမွေးဖြူတွေရှင်နဂါတွေရှင်ပဝေးရှင်ဖြန်ကြီးအိတ်ကြီးငမန်းငစင်းမိချောင်းတွေ ငါတွေနဲ့ပင်လေတော်ဝမှန်သမျှအားလုံးရဲ့ဘရင်ဖြစ်တယ်။ဥပုမောင်ဟာစကားကိုအဖားတရားပြောလာတယ်။မော်တင်ဆုံးဖျားရာဇဝင်ခုမှသိရတယ်။ရာဇဝင်မှာအတိလင်းရှိခဲ့တာမြတ်စွာဘုရားရှင်ရဲ့စံတော်ကတပုတ်သားနဲ့ပလိကညီနောင်တို့ပင့်လာတော့အဲ့ဒီဇေယတိနာငကားမင်းပူဇော်ဖို့စံတော်နှစ်စုယူထားလိုက်တာပထမဆုံးစံတော်ရှင်ကရေဦးမြေဦးစေရီကကျွန်တော်တို့အရာရီတန်းရမော်တင်ဆုံးစေရီတော်မြတ်ပါပဲဟုတ်ပါတယ် တပေါင်းလာပြီးဖျားပွဲတော်ကြီးပြီးတာနဲ့ကြီးကန်တုပ်ကဝဲပြန်လို့ဖျားပူစော်တယ်။တချို့ငှက်ဆိုမြင်တော့မမြင်ဘူးတဲ့ငှက်တွေပါတယ်။နောက်တော့စင်တွေလာဖူးတယ်။ဘယ်တော့ခါမှစူးကန်လို့မရဘူး။နောက်တော့တပေါင်းလာပြီးကြောတင်းရည်ညက်နေဆိုရင်ပင်လေလေအလိုလျောက်တက်လာပြီးပင်လေလှိုင်းတွေကပွဲတော်မှာကျန်တဲ့အညစ်ကြေးတွေကိုစေးကြောရိုက်ချသွားတယ်။တကယ်ကိုအံ့ဩစရာပဲ။ဟုတ်တယ်ဥပမာတကယ်ကိုအံ့ဩစရာပဲ။ကိုမောင်တောင်းရင်ခမည်းလေးရောက်ဖူးပါလေ။ သူ့ဦးခန့်မရတာဒီနေ့အထိပါပဲဟုတ်ပါတယ်ဦးဘုံမောင်ကျွန်တော်တို့စုံကပ်ဖို့စောင့်တာအေးပြောသွားတယ်နိုးတော့အားလုံးစုံကပ်ပြီးသားဖြစ်နေတယ်စာရေးဆရာလေးကြုံခဲ့ပြီနော်ကျုပ်ကပင်လေသားငဲလို့လျှောက်တယ်အဲ့ဒီနေရာတွေမှာကျုပ်ရဲ့မိတ်ဆွေအဲ့ဒီနေရာတွေမှာကျုပ်ရဲ့မိတ်ဆွေတွေရှိတယ်မကြီးချိုင်တို့အစင်းချိုင်တို့မှာဟုတ်ကဲ့ကျွန်တော်ရောက်ဘူးပါတယ်အဲ့ဒီအစင်းချိုင်မှာရွှေတော်စီတီမလို့တဲ့ကျွန်တော်တို့ရခိုင်ဖိုးကိုလည်းလိုက်သွားတာတင်လုံးတရာမကူရဲလို့လေ လေးဘက်ထောက်ကူးခဲ့ရတယ်ပြုတ်ကြလို့ကတော့အယူသားတခြားစီပဲငါတူကလည်းဒီလောက်သွားခဲ့ရလားဟုတ်ပါတယ်ခုနရွှေရောင်စီတီမဲ့သူကကရင်ဖွားကြီးဝါကလေးပြင်းတဲထိုးထားတယ်ရှင်နွေးခရနဲ့ဝစီဘူးနဲ့တောက်ခဲ့ရတယ်ဖွားကြီးကငပူရောဘက်ကအဲ့တောင်ရလာဆိုင်တာအဲ့သူမိဘလက်ထက်ကငွေကွင်းလက်ကောက်ကြီးတောင်ရလှုပ်ရင်းအဖြူရောင်ကနေအဝါရောင်ပြောင်းလာတယ်တဲ့နောက်ပရင်သွားပြတော့ရွှေလက်ကောက်ဖြစ်လို့ခုတော့ရောင်းချပြီ အဲ့ဒီတံပေါ်ကဇေဒီဟောင်းကိုပြုတ်ပြင်မယ်လို့ပြောတယ်။အဲ့ဒါရွှေရောင်ဇေဒီလို့ခေါ်တယ်တဲ့ဦးလေး။ဟာဒါဆိုမင်းတွေ့တာလူအစ်စ်တံဟုတ်ရဲ့လား။မသိပါဘူးဦးလေး။ကျွန်တော်တို့ကငွေတောင်ဖျားသွားဖို့ရဲ့နဲ့ငကားရှိငူနာရောက်ခဲ့တယ်။အဲ့ဒီရခိုင်ဖိုးကြီးဓမခါထိုးဝါယူစီးတဲ့ခဲလို့သူကကောင်းချင်းဆိုင်တို့လည်းပေးသေးတယ်။သူ့နောက်လိုက်ခဲ့ဆိုတော့လိုက်သွားတာ။ခုလိုတွေ့ခဲ့တာပဲ။ငါတို့ကပဋ္ဌာန်းဆက်များရှိခဲ့သလား။ငါတို့ဒီလိုတော့မကြုံဘူးကွာ။ဆက်ပါဦး။နောက်ထပ်ချူးတာက ကျွန်တော်အဲ့ဒီငွေတောင်ဖျားကိုအဖိုးကြီးလမ်းပြလို့တန်းအောင်ဆင်းခဲ့တာကန်းကြီးကရှောက်လာတော့မော်တင်ဆုံးဖျားကိုရောက်ခဲ့တယ်တဲခုဆောင်ပါကျွန်တော်ဦးလေးထွန်းသိမ့်နဲ့ကိုကြီးကျော်တို့ရှာတော့မတွေ့တော့ဒီတော့တောင်ပေါ်တက်တရားဖူးမယ်ဆိုပြီးတော့တက်ခဲ့တာလမ်းပြောက်သွားတယ်နောက်နိုင်ဝဲလောက်ကြတော့ရှေးကန်တကန်တွေ့တယ်ရေကရှွန့်နောက်ရေလိုမျိုးညစ်သေးနေတယ်ကံပောင်တော့ရှိတယ်အဲ့ဒါကျွန်တော်ဆက်သွားတော့နောက်ရေကန်ကဘရုံမကြာရီပွင့်နေတယ်မျက်တွင်လည်းတွေ့တယ် ကျွန်တော်ရေတောင့်မျက်နှာတိတ်ခဲ့တယ်။အမောပြေသွားတော့ရှေ့ဆက်သွားရင်လမ်းလေးတွေ့တယ်။နောက်တောင်အောင်ကိုဆင်းသွားရင်လှိုင်ကူပေါက်တစ်ခုတွေ့တယ်။မဲမောင်နေရာနဲ့မဝင်ခဲ့ဘူး။ကြောက်လို့အဲ့ဒါရှူထဲမှာနွားရိုးတွေပုံထားတာ။ကားနဲ့တိုက်တောင်ကုန်မှာမဟုတ်ဘူး။နောက်လူတန်းတွေကြားတဲ့နေရာကိုသွားတော့မှကူထဲမှာရေတည်ကြီးတရားကျင့်နေရနောက်ကမြင်ခဲ့ရတယ်။ရှေ့မှာရေကန်ကြောက်တွေစီထားတယ်။ပစံငါးပြားဆယ်ပြားအကျွေးစီးတွေမြင်ရတယ်။ကြည်စိမ့်နေတယ်။နောက်ထမ်းပင်နာ ဖြက်စင်းတော့ မတရရုပ်ပွားတော်ကြီးကိုရောက်တယ်။နောက်တော့စစ်စင်သားကဖြစ်စင်းခမောက်မော်စိတ်ကိုပြန်ခဲ့တယ်ဦးလေး။မင်းတွေးခဲ့တာတွေကတော်တော်ထူးတယ်။အဲ့ဒီရေကန်လည်းမကြားခဲ့ဘူး။ရေနောက်ရေကြီးကန်ဆိုတာအတိမ်မှာတော့ရှိတယ်။ကဲစာရေးဆရာတွေးခဲ့တာတွေကဂမ်ဘီယာဆန်တယ်။တိတ်သမိုင်းတွေတော့ရှိမှသေးကြတယ်။ဒီတော့ရေသူမမြင်ဘူးလား။ကျွန်တော်မမြင်ဘူးပါဘူး။စာရေးမှာဖတ်ဘူးမှာတော့သေးကြတယ်။ကျွန်တော်မြင်ဘူးလား။ဟင်္ဒရာဆယ်တဲ့ကြီးဖျားရဲမှာ ငါးတပိုင်းလူချီတော့နှစ်ချောင်းနဲ့တရဝါနှစ်ကောင်ညဘက်မှာကန်းကြီးနေသားဆောင်တက်ကရန်သူထင်းမျိုးပြစ်တင်လိုက်တော့အသေးကောင်တွေကိုတက်ပုံရိုက်ထားတာတော့တွေ့ဘူးတယ်အဲ့ဒါရေသူချင်းတို့ခေါ်တယ်လို့ရေးထားတယ်ရေသူမတော့ပုံထဲမှာမြင်ဘူးပါတယ်ပေတန့်ဝိထုမှာကျုပ်ဖက်ဘူးတာရေသူမဆိုတာသူရေကေဘုံသားလို့ဖက်ရတယ်ကြားဘူးတယ်မဟုတ်လားနေခံညဆန်းညခံနေဆန်းပိတ်တာမျိုးတွေတဲ့လူရောက်ဖန်ဆင်းလို့ရတယ်ကမ္မစိတ်ကြီးလို့ခေါ်တဲ့ ဘဝစွာပြလို့ရတယ်။ပြောရင်တော့ကုသူနဲ့အာကုသူတွန်တွဲနေလို့လူတစ်ပိုင်းငါးတစ်ပိုင်းတွီးဆောင်ဖြစ်နေတာ။သူတို့ကလာတာရညမျိုးမှာလူအသွင်ဖန်တီးပြီးတော့တချင်းစုကခုံပြုံမြူးလေးရှိတယ်။ဟုတ်ကဲ့ကျွန်တော်ဖက်ရတဲ့ဇလန်းနဲ့မှာဟိုရခိုင်ပြည်နယ်ရံပြေကျွန်းကအောင်စန်းဆိုရဲတင်္ဂါတယ်လေးနဲ့ရှင်သူမတို့ချစ်ကြိုက်ကြတယ်တဲ့။လာပြီညဆိုရင်လက်ခေါ်သွားတယ်။နောက်တော့ပြန်လာတာမတွေ့တော့ဘူးတဲ့။ကျုပ်ငါးဖန်းတော့ကပိုက်ထဲမှာငါးရီနေရောပါလာတယ် ခြေသူမတကောင်ရဘူးလေလူတွေကလက်တွေကလူလက်ခန္ဓာကိုယ်ကလူအမိကငါမိပိုင်းလေဒီလိုမှလက်တွေရှိရဲဆိုတာယုံသွားတာလက်တွေဆိုတော့ပိုကောင်းပါလေကျွန်တော်တို့ကပင်လယ်နဲ့ဝေးတော့ဘယ်မြင်ဘူးမလဲဟုတ်ပါလေဦးလေပင်လယ်ငါကြည့်တာပင်လယ်သားမှသိတာသမုတ်တရားငါကြည့်တာနိုင်ငံခြားသင်္ဘောသားမှသိတာပြောင်းရှုံမှမဟုတ်ကြပါဘူးဟုတ်ပါလေဥပုမောင်ပင်လယ်ကမာယာများတဲ့မိမလလေးလိုပဲခုငိုချင်းငိုတယ်ရေချင်လဲရှိတယ် အဲ့လိုပဲနိုင်တွေလေးတွေငြိမ်သက်နေပြီမေဒေါသကြီးလို့နဲ့နှကားတကောင်ပပင်းထထောင်းစလို့ဘုံတိုင်းပြင့်လာတော့တင်္ဂါရီရဲ့အသက်ကပင်လေကျမ်းမြေမှာစရေခံရတဲ့မရဏတင်းကြရလူပေါင်းတူးနေတည်းရှိပါတယ်ပင်လေပြောလို့ဘဝပင်ပြန်ချင်းမြှော်နေတဲ့ဇနီးနဲ့သားသမီးတို့ရဲ့ဘဝကလည်းဘလို့တော့ကရောက်ရမလဲစဉ်းစားတာကြည့်တော့ကျွန်တော်ရခိုင်ပြည်နယ်ဘက်ရောက်တော့ပင်လေသားတွေပြောပြတာတော်တော်အံ့ဩတယ်တနာစရာကောင်းတယ် နောက်ပြီးတော့ခင်ဗျားတို့ကုန်းတော်ကမှန်သမျှရေထဲမှာအကုန်ရှိတယ်။ကုန်းပေါ်မှာနွားရှိရင်ရေထဲမှာလည်းရေနွားဆိုတာရှိတယ်။ရေဝက်ရေကျက်ရေစင်းရေခုပေါ့ဒါတောင်လားမသိ။ကုန်းမာနီကိုးကလေးရေမာနီဆယ်ကလေးဆိုတော့ရေကတကယ်ဒီပူများတယ်နော်။ဟုတ်ပါတယ်။တကယ်ဒီပူများတယ်။ဒီတော့တတော်ဝရရှိရဲဆိုတာလည်းသိကြပြီ။မြစ်တာပူတဲ့အခါရေမာကျက်စားကုန်းမာကျက်စားဝေးမာကျက်စားဆိုတာသူတို့ကျက်စားတာပေါ့။ဒီတော့ရေသူမဆိုတာ ခုနပြောရင်လိုအေကန်ရှိပါတယ်။ဒီအချိန်ဦးလေးကျော်တယောက်ရောက်လာတော့စကားပြောတဲ့သူစုံသွားတယ်။ဦးလေးကပုံတို့ပက်ဆာစကားပုံတွေပြောတတ်တယ်။ဦးလေးရဲ့ဘာကြီးဘိုးစိန်တိုင်းဆိုတာကျွန်တို့တို့ရဲ့အန်ဒီဝါတိကဆရာကြီးအားလုံးလေးစားရတဲ့ဂျေဇူးရှင်ဆရာကြီးမိသားစုဆိုတော့တေဝါလုံးလေးစားကြတယ်။ကိုကျော်လာပြုဒီမှာလူစုံတက်စုံစကားစုံမယ်။ဟုတ်တယ်ဦးလေးရေနာခဲ့ကြောင်ပြောနေတာ။ဒီဟာဥပမာဝါရှင်းပြတယ်။ကုံကျန်းတစ်ခုတော့ရတာပေါ့။ ဟုတ်ပါတယ်ဥပမာ။ तू ကကျွန်တော်အမဝန်းခွဲရဲ့တာ။ तू ဖီနဲ့ကျွန်တော်ဇနီးရလေ။မောင်နှမဝန်းခွဲဆိုတော့ကျွန်တော်တို့ကရင်းချပါတယ်။ကဲ၊ तू တို့ဆက်ပြောကြပါဦး။ဟုတ်ကဲ့ဦးကျော်ကြီး။ကျွန်တော်ဖတ်ခဲ့တဲ့စာတွေတွေ့ခဲ့ရတဲ့တွေ့ကြုံတွေကိုပြောပြနေရ။ငါတူစာရေးဆရာကြီး။ရှုံကျင်လေးရှုံ၊မယုံကျင်လေးနေ။လောကမှာလူတွေကစိတ်ကူးရင်ပြီးမလုံဆောင်နေတာတွေအများကြီး။လက်သမီးနဲ့လူသားချစ်ကြိုက်ကြတယ်။ကလေးသုံးယောက်ရှာမှနှက်ပြီးပြန်သွားတယ်။တွေးမယ်တော့နှက်ကိန်းနေရာနဲ့သူတို့မင်းသားတို့ဇလန်း ကြိုက်တိူးသမိုင်းမှာနဂါမနဲ့လူသားပေါက်ဖက်လို့တိတ်တာညီနောင်ဖွာလာတယ်။လူဝမနဲ့လူသားညားဘူးလေ။ရုံးမတူစက်ချာဘလူမနဲ့လူသားညားကြတာပဲ။ချစ်ကျိုးသွေရှက်မိရင်တနာပင်မဘေယောကတန်ရောစင်ကျိုးဘယ်ဖြတ်ရတော့မှာလဲ။ကျွန်တော်လက်တွေ့ပြောပြမယ်။ကျွန်တော်ငငယ်ကအသက်တော်တန်းတူလောက်ရှိပါလိမ့်မယ်။ကျောင်းစုရွာကိုထုံးလိုက်။ "तू ကလက်နဲ့ကန်ကာကွယ်ရေး။ညဆိုရင်ကင်းမုံဝေးရတယ်။ तू ကသုံးတင်းကုန်မှာမကြီးကုန်လို့" မကြီးစံတို့ရှိတယ်။အဲဒီမှာဥစ္စာဆောင်မနဲ့ညတော့ကလေးတယောက်ရတယ်။နောင်တိုက်ပြောင်းတော့သူကလေးကိုအိမ်ရှိမှချီနာပြတာ။ဥစ္စာဆောင်မဗရာမြေလူဖြစ်ခဲ့တာတွေ့ဘူးတယ်။ဟုတ်ကဲ့တကယ်အံ့ဩစရာပါ။မှန်နေ။ဘုသူတာစာဖတ်လေ့လာကြည့်။စူးစမ်းမှာတကယ်အံ့ဩစရာတွေရှိတယ်။စာရေးစရာဆိုတာစင်ရောအတိရောဘဝရောဘုသူတာရှာနိုင်မှဘုသူဇလန်းတပုတ်ချပြရေးနိုင်တာ။ဟုတ်ပါရဲ့ဥပမာ။ဂျီသူမအကြောင်းကျွန်တော်ဖတ်ဖူးခဲ့တဲ့ဝိတုတပုတ်မှာ တကယ်ဖြစ်ရဲ့စမ်းကြည့်။ထင်ညာဒီသားအရာရီမြေကန်းနှစ်ခုကမကြီးရောရွာတဲ့ဂျပန်ခေတ်ကဖြစ်ခဲ့တာ။ဂျပန်တွေတောင်းကျန်တော့မင်းမပြိုတွေညနေမိုးချုပ်ခန်းဒီမှာရေချိုးကြတယ်။တေခါကမ်းပေါ်မှာစောင့်နေရတာ။မြို့သားတွေလည်းရေချိုးစင်းရော။လူငယ်တွေပျောက်သွားတယ်။တော်တော်လေးများလာပြီ။ဒီတရင်ကပဝင်းချင်းရွာနီးချုပ်ဆက်ကတိတော့အရာရီမြေတွင်ရေအောင်စင်းမချိုးရကြဘူး။ယောက်ျားလေးအရွယ်ကောင်း၉ယောက်တီတီပျောက်သွားပြီ။ဒီတော့တကြီးက သူကိုယ်ရိုင်ကန်းတစ်ဖူးကနေရေချိုးတော်ကိုထိုင်ကြည့်နေတယ်။အဲ့ဒီနေ့မှာတယောက်ပါသွားပြန်ရောဒီလိုဆိုရင်ရေငုတ်တန်တဲ့လူတယောက်ကိုကြည်ရဲစင်ရှင်းကိုခိုင်းနေသူ့ကိုလာဖတ်တာပေါ်ပိုင်းကမိမအောက်ပိုင်းကလုံချောချောကြီးဆိုတော့ရေတရေလို့ထင်တယ်။တကြီးကကျိုးရဲတိုင်ငုတ်ကြီးမှာစက်သီးတွေတက်ဝင်းလျှောချီဖန်းဆွဲတင်မှုမှားတယ်။ညနေဆောင်တော့ရေငုတ်စင်းတော့အဲ့ဒီကောင်ကိုကျိုးဝင်းနဲ့ဖမ်းပြီးဆွဲတင်တော့လူတစ်ပိုင်းငါးတစ်ပိုင်းရေသူမကိုဖမ်းမိတယ်။တကြီးအိမ်ရှိမှထားတော့ စွာသားတွေကတားတည်တဲ့သူ လင်းတည်တဲ့သူမောင်းတည်တဲ့မိမတွေတက်မဲလို့လောက်ကြတော့တကြီးကသူ့ကိုမေးတယ်။သူကလူငယ်ကိုလက်ညှိုးထိုးသူ့အင်္ဂါကိုထိုးပြတယ်။ဒီတော့ရေသူမယောက်ျားတွေကိုဖမ်းပြီးတော့ဆက်ဆက်ခိုင်းတာ။ပြီးရင်တော့လက်သေးရှင်နဲ့ကုတ်သက်ပြင့်နေတယ်။ဒီတော့ရေတဲဝကန်းနဲ့ခြံခက်ထားပြီးခြိထားရတယ်။အေးကြောက်စရာကြီး။နောက်ရေငုတ်တဲ့သူကြီးလိုက်ရှာတော့ဂလိုင်ထဲမှာယောက်ျားတွေရဲ့အလောင်းကိုတွေ့တယ်တဲ့။ဒီတော့ရေသူမကဖမ်းပြီးတော့တတ်တာထင်ရှားတယ်။နောက်ဘလို့ဖြစ်သွားလဲ။ ဂျပန်နေဝင်လာတော့ရွာသားတွေလူရအောင်ပြေးရေသူမကိုတွေ့တော့တနေ့နဲ့ပြစ်တက်လိုက်ကြရင်လို့ဆိုတယ်။ငါတို့တော့ပင်လေသားမျက်နှာနေတာမဟုတ်တော့မသိပါဘူး။ရှင်သူမကတော်တော်ထူးတာတော့တချို့ဆိုယုံမှတော့မဟုတ်ဘူး။ဟုတ်တယ်။စာရေးဆရာစာဖတ်တော်သိတာပေါ့။တကယ်ဖြစ်တာဖြစ်ရမှန်းလေ။ပင်လေမှာကျွန်တော်ငါးဖန်းစင်တော့ဖြစ်ခဲ့တာ။နောက်တစ်ခုကပင်လေဆုံးဆိုတာရေထဲမှာမင်းလုံးတွေညဆိုရင်ထတောက်နေရ။ကုန်းမမှာစုံနေမျိုးတယ်လို့တက်လာလိုက်ဆင်းလိုက်နေ။ဒါကြောင့် ်ရေလမိုင်းကုန်းလမိုင်းတောလမိုင်းတောင်လမိုင်းစိုင်းလမိုင်းဆက်လမိုင်းစွာရှိတယ်။လမိုင်းမကပ်ဘူးဆိုရင် စိုင်းလေကြီးလို့မရဆက်လေကားလို့မရစကားများရံဖြစ်ကြ ဖြစ်တတ်ကြတယ်။ဟုတ်ပါတယ်ဥပမာဥပမာပြောတဲ့စကားကိုကျွန်တော်တို့တူရင်နားဆိုင်ထောင်နေမိတယ်။ကျွန်တော်ကလည်းတည်သည်မပြောဦးလေးတို့ကလည်းတည်သည်မပြောကြတယ်။ဦးလေးကျော်ကသူ့အတွေ့အကြုံပြောပြပြန်တယ်။ဒီလိုကျွန်တော်တို့ရွာရေရှားတယ်။ရေဝါရေနောက်တွေများတယ် ဒီတော့ကျွန်တော်နောက်ဖေးချန်ထဲမှာရေရင်းတူးတယ်ဆက်နှစ်တောင်လောက်ရောက်တော့ကျွန်တော်ကြီး9000လောက်ရှိမယ်တုံးရေသဘောဖျားကြီးတက်လက်ရေကြာရွက်ကြီးတရွက်အစိမ့်သားတွေ့တယ်နှစ်ပရိတ်စေတာတော်တော်ကြာပုံရတယ်ဘုံတော့ကပင်နေရေတိန်ဆိုတာရှင်းလူကြီးပြောခဲ့တာမြေဩစာတက်လာတော့မြေကြီးဖုံးသွားတာဖြစ်နိုင်တယ်ဗျဟုတ်ပါတယ်မဟာမြေကြီးတို့ကနှစ်သိန်းလေးတောင်ရှိတယ်လို့မြတ်စွာဘုရားဟောကြားထားတယ်ဟုတ်ပါတယ်ဥပုမောင်နောက်ပြီး ျွန်တော်ခုရိုးဆောင်အတွင်းရဟိုရခိုင်ရေတွင်တူးကြတာအကိုစိန်ဟန်းပန်းသိန်းကိုကြီးကိုစိန်ဖူးတို့တူးကြတာကြောက်စီတွင်းနေအဲ့ဒါရေရပြားရေချိုးရေအင်းကျူချဲ့ငန်းနေအဲ့ဒီမြေကြီးကလဒါနုံကြီးငုတ်ရိုက်လို့မစူးဒါလည်းတွေ့ရတယ်ဦးလေးပြောသလိုဝက်ချံကရဲ့ရွာကဘာအောင်သိန်းရဲ့ရောက်ကဦးအောင်သိန်းရဲ့အိမ်မှာ သူတို့ရေတွင်တူးရင်ရှာတာတဲ့လေခွန်ကြီးကတခွန်လေကောင်းယူကြီးကပကံပြားလောက်ကြီးနေဒီချောင်းယူတွေတွေ့ရတယ် ။ "तू ပြောတာလက်ကိုမိချောင်းကနောက်ကနေလိုက်တဲ့ပုံနဲ့ခုရရှိတယ်။ဒီလိုကြောက်ပြည့်ယုံကျွေးနေရညီကြီးထဲမှာရှိမှာပဲဗျ။ဟုတ်ကဲ့ရှိနိုင်မှာပါ။နောက်ရေသူမဆက်လန်းတစ်ခုပြောအောင်မယ်။ကျွန်တော်တို့အေယာဝီတိုင်းလေးမျက်နှာမြို့ဟောင်းမှာခုံကြီးရက်ကွက်စွာရှိတယ်။ကျွန်တော်ရောက်ခဲ့တုန်းကလေးမျက်နှာပရိတ်တဆရာတော်ကြီးဦးစောတိကပါလာကြောင်းဦးပါ။လုံဝမြေကန်းတစ်ခုရေးတိုက်စားထားလို့ကန်းတွေပြိုကျနေတယ်။စူတောင်းပြည့်စေတီတော်နားတော်ရောက်နေပြီ။ အဲ့ဒီမှာနှွေးဆိုရင်ပူအပ်တော့ညနေစောင်းအမျိုးသမီးငယ်တွေရှေးခက်စင်းကူးကြစိန်ကြစော့ကြနေရှေးငုတ်ကစားကြတယ်စိန်လိုက်တိုင်းကစားရင်လိုက်ဖမ်းတယ်သူတို့ကရှေးကူးတန်တဲ့လူဆိုရင်မိအောင်ရှေးငုတ်လိုက်ဖမ်းရတာအဲ့ဒီမှာအညာဧည့်သည်အမျိုးသမီးလင်းပါတယ်သူကပျော်ပျော်ပါပါရှေးကစားရင်သူလိုက်ဖမ်းတာစပင်းနီနီသွားကြဲကြဲအမျိုးသမီးကိုဖမ်းမိတယ်ချင်းအောင်ဆွဲမယ်လို့တော့ငါးကိုလုံးကြီးဖြစ်နေရေဝမှာအမိရထောင်နေတော့ထွက်ပြေးရတယ် ကုန်းဘဝလူကြီးတွေကစိုးရင်တကြီးနဲ့လှန့်អော်တော့ကံဘော်အမှုရဲ့ပြေးတက်ခဲ့ရတယ်။အဲ့ဒါလေရှီသူမလို့ပြောကြတယ်။နောက်ចောင်းသားလေးရှီတဲ့တပိတ်ဆင်းစေတာလက်နဲ့လှန့်ဆွဲလို့ဘိုက်မှာလက်သေးရည်တင်ကြံခဲ့တာကိုပြောပြတယ်။ဟုတ်ပါတယ်။ရှီသူမဆိုတာပင်လယ်မြေချောင်းတွေမှာနေတဲ့ပိတ်တာမျိုးပေါ့။ကံမစိတ်ထီရရင်တော့လူရောက်ဖန်ဆင်းစကားပြောတယ်မှာပေါ့။ခုတော့စကားပြောနိုင်တယ်လို့တော့မကြားမိပါဘူး။ဟုတ်တယ်ဥပမာပင်လယ်ထဲမှာအေးရမငါးတွေမွေးတွေ ရေပဝဲတွေလက်တွေရှိတယ်။ပြောမယုံကြုံဘူးမှသိပါတယ်။နိုင်ငံရခြားပင်လေကူးတင်းမော့တွေကိုငါးရီအမီးနဲ့ရိုက်လို့ဝမ်းကွဲပြီးတိမ်မောက်ခဲ့ရလဲရှိတယ်။သူတို့လိုက်လာပြီဆိုရင်နွားတို့ကြွဲတို့ခွေးတို့ချပေးရတယ်။ရေပဝဲတွေဆိုရင်လက်နဲ့ဆွဲပြီးဖြည့်ဆည်းနိုင်တယ်။အဲ့လောက်ကိုကြည့်တာတကယ်ကြောက်စရာကောင်းပါလေ။ဒီတော့သမုတ်တရားကြီးကကဲမမြင်လက်မမြင်ပါကျွန်တော်တို့တင်းမော့တွေကဝါရွက်လောက်လေးမျောနေတယ်လို့တွားနေရတာမို့လား။ ။အီယာမတရဝါရီနဲ့တွေ့တော့အန်ဒီရဲ့များလွန်းနေ။ဒီလိုတွေရှိရဲဆိုတာကုန်းတွင်သားတွေယုံကြမှာမဟုတ်ဘူး။ဟုတ်မှာဟုတ်ပါမလားလို့တန်တရားရှိမှတေးကြတယ်။ကျွန်တော်ပြောချင်တာအေကန်ရှိတယ်။မျက်မြင်မှယုံမယ်ဆိုရင်တော့လေလာပါတင်မောသားတွေမေးဖို့ဗျာ။ကျွန်တော်ရခိုင်ပြည်ရောက်တုန်းကရဟန်ကလူမှတွေ့ခဲ့တာ။ငမန်းဆွေကြီးတဲ့။အဆွေကြီးက6တောင်လောက်ရှိမယ်။တွားသွားလို့တွေ့ရတယ်။အဲ့ဒီ900အချိန်380တောင်ရှိတယ်တဲ့။ရေရက်ကပိတ်တာ30တဲ့ ိုက်ထဲငါးစစ်စစ်လီနှစ်တင်းရသေးရဲ့ဗျာဟုတ်တယ်သူတို့ကတွေ့ကြုံရှိတော့ရိုးနေပြီနောက်ငါတောက်တူကြီးကစင်အိုးလူပူတင်းလို့အချိန်40လောက်လူနှစ်ယောက်ထမ်းလာတာရှင်မုတ်ဆိုးတယ်ဗျာအဲ့ဒါလေတွေ့ခဲ့တယ်ဦးလေးငါတူကတော့ခီးစုံနီးယားစုံလျှောက်တော့တိတာပေါ့ကွာဒီတော့ဦးကျော်ကြီးနာခဲ့တုန်းကစိုးကျိုးတွေပြောရင်ကုံမအောင်မဟုတ်ဘူးအဲ့ဒီတုန်းကမွေကြီးကိုတစ်တုံးမှတ်လို့ပိုက်ပြီးရေကူးခဲ့တဲ့သူမိချောင်းပေါ်တစ်တုံးထင်ပြီးစီးခဲ့တဲ့သူ ဘင်းငန်းကြီးကိုစီပြီးခန်းရောက်တဲ့သူတွေလည်းရှိခဲ့တယ်။ဟုတ်ပါတယ်။ကျွန်တော်လက်ပုတ်တာစာရေးဆရာတွေကမိတ်ဆွေတွေဖြစ်တော့သူတို့ဖိတ်ကြားလို့ကျွန်တော်ရဲ့ဆရာမောင်တီအေးရဲ့တွားကြတော့ခုမှចောင်းဆရာတို့ဆရာမောင်ချုံးမွေးဆရာကုဆိုးတင်တို့ကသူတို့အတွေ့အကြုံတွေကိုပြောပြတာ။စိတ်သိမ်းထားစိတ်မကောင်းမိဘူး။ဘုံကြီးနဲ့ចောင်းဝကူရင်လေးနေရပြီလို့တည်တော့ပြခန့်နေတာတဲ့။နောက်မိခင်ကသူ့သားလေးကိုနှုတ်တိုင်ရင်အိမ်ပြိုကြတော့ကလေးကိုထိမှဆူလို့ထန်းထားတယ်။ မိခင်တည်တော့ကလေးကအမေရဲ့ပုတ်ရည်တွေကိုနုဆုသလိုဆုရင်းအသက်ရှင်တယ်။ကေစရီဖွင့်ရအသက်ရှင်နေရတွေ့တယ်။အဲ့ဒါလက်ဘုဒ္ဓံသုံးမိုက်ဆရာဝန်ကြီးကစောင့်ရှောက်မွေးထားတယ်တဲ့။ဟုတ်တယ်ဗျ။မတည်တဲ့သူတွေလည်းတော်တော်ကုသိုလ်ကကောင်းတာ။နောက်ကုစုတင်ပြောတာကသူညမဝန်းခွေကျောင်းဆရာမလေးနောက်စာချုပ်ပြီးဆက်လီနဲ့ပြန်သွားရင်မုံတိုင်းမိသွားတာ။လမ်းမှာပဲတေးတယ်။လောင်းရှာတော့ဝေယုံထဲမှာညက်သေးနေရတယ်။ခုရီစိတ်မကောင်းကြဘူးလေဗျာ။မှန်နေဆရာကြီး ဒီတော့နာကိမုံနိုင်တိုက်တာမြမပြီမမြမကျုံမတစ်ခုလုံးမှာအောက်ပန်းကိုတိုက်သွားတာနဂါမျက်ဆောင်အချောင်းသုံးပါးရဲ့ရှေသူမရှေနဂါမင်းကိုတိုင်ကြလို့နဂါမှုတဲ့တရဝါရီပွက်တာလို့ပြောတယ်ဒီတော့ရှေသူမချိန်စားတင့်နေလို့ပြောကြတာမှန်မှန်တော့ချိန်ချိန်စဉ်းစားကြည့်ကြဖို့ဒီတော့ဗျာမြစွာဗျာဟောကြတဲ့ကံငါးပါးလုံးကြုံထိမ့်မှဆိုတော့ပါဏာတိပါတကံသူတက်တက်တာကိုတုံလဲရတော့ရှိမှာပဲ ဝကြွေးတစ်ခုအနေနဲ့ပြန်ဆက်ခဲ့ကြတာဘဝပေါင်းအတင်ကြီးကကံကြွေးပြန်ဆက်ကြရတာဖြစ်ပါတယ်ကဲအဲ့ဒီတော့နောင်ရည်သူမကိုမိရင်မတက်ပါနဲ့လှုပ်ပေးကြပါအညိုတေးကြည့်ချိန်စာတင့်တက်ပါတယ်သင်ငန်းစာပေးတာကိုလက်တွေ့ရှုံးပါရည်သူမချိန်စာကြောင့်လူအတန်များစွာဒုက္ခမရောက်ဖို့တည်ပေးနိုင်ရခြင်းဖြစ်ပါတော့တယ်ဒီနေ့ရဲ့တင်ဆက်မှုကိုဒီလောက်နဲ့ပဲရှင်းနာခြင်းပါတယ်နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်